လောင်းလုံးမျိုးပေါ်မှာဒီကနေ့စော်လ24ရက်နေ့မနက်ပိုင်းကစလို့တိုက်ပွဲပြင်းထန်နေတယ်လို့မြို့ခန့်အချို့စီကတီးရပါတယ်။လောင်းလုံးမျိုးပေါ်ရှိမြို့မရဲစခန်းထွေအောင်ရုံးနဲ့လောင်းဝကရုံးတွေမှာတပ်ဆွဲထားတဲ့စစ်ကောင်စီတပ်ကိုဒီနေ့မနက်7:45မိနစ်လောက်မှာတော်လိုင်းရင်ပူပေါင်းတပ်တွေဝေတိုက်ခိုက်တာကနေနှစ်ဖက်တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်နေတာပါ။လက်နက်ကြီးလက်နက်ငယ်အတန်းတွေကြားနေရပြီးထွက်ပြေးချိန်မရလို့ပုံနေရတယ်လို့လည်းမြို့ခံအမျိုးသမီးတအူးကဆိုပါတယ် တိုက်ပွဲဖြစ်နေတာ၃နိုင်နီးပါးအထိရှိလာပြီးမော်လွန်နိုင်ခွဲတီတနတ်တန်တွေစက်တိုက်ကြားနေရတယ်လို့လည်းမြို့ခန့်အချို့ကပြောပါတယ်ဒါအပြင်ဒိုဝဲမျိုးပေါ်ရှိစစ်ကောက်စီတပ်ကလည်းလက်နက်ကြီးနဲ့လောင်းလုံးမျိုးဘက်ကိုပစ်ခတ်နေတယ်လို့ဒေသခံတွေစီကသိရပါဗျ။ပြီးခဲ့တဲ့မေလနောက်ပိုင်းကစလို့လောင်းလုံးမျိုးနဲ့အနီးကစစ်ကောက်စီတပ်စခန်းတွေကိုတော်လိုင်းရဲပူပေါင်းတပ်တွေကဝယ်တိုက်ခိုက်တာကလည်းနှစ်ဖက်စစ်ရေးတင်းမာနေပြီးတိုက်ပွဲတွေလည်းခက်စစ်စိတ်ဖြစ်ပွားနေပါဗျ။ ။ဒါကြောင့်လောင်လုံးမျိုးအောက်ဘက်ရှိကျေးရွာ၅ရွာလောက်ကဒေသခံတွေအိုးအိမ်ဆော့ခွာထွက်ပြေးနေကြရတဲ့အပြင်ကျေးရွာပေါင်း၄၀လောက်မှာလည်းရဲစစ်တပ်အာမရရှိတော်တာရဲတပ်တပတ်၃ပတ်လောက်ရှိလာပြီဖြစ်ပါတယ်။